မဲမင်္ဂလာပါရေဝရှမ်းလီမှာပြန်လဲကျေစုလိုက်ပါတယ်ဒီကနေ့မေလ31ရက်နေ့လတ်တလာရဲ့နောက်ဆုံးသောရက်မှာအဂျမဖက်စစ်ခွေးတက်ရဲ့ဒါဂျီဝမ်သားကိုအေးအေးစားလိုက်တဲ့အကြောင်းတင်ပြပေးရမှာဖြစ်တဲ့အတွက်အလွန်ကိုဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပါအခုခြေတော့ကတော့လှုပ်ချလိုက်ပြန်ပြီးလက်ပြန်ဂျူလီတန်လန်းနဲ့ ဒီចောင်းនេះကျွန်တော်မိပါတယ်ကြာရမှာဖြစ်ပါတယ်နောက်ထပ်ဒင်းပုတ်မှာတော့ကျွန်တော်တို့ကရင်နေမြေတွင်းထဲမှာကျွန်တော်ဖက်စစ်ခွေးတက်စခန်းတွေအကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်နေတယ် KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘာကြောင့်ပြင်းထန်တဲ့ထိုးစစ်တွေဆင်နွှဲနေကြရတာလဲရန်ကုန်သားတွေရန်ကုန်ကိုပြန်နေတဲ့လမ်းအကြောင်းကိုတင်ပြပေးမှာပါကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိ ဝင်းရကြည့်ရှုကျွန်တော်မိဘတအိုးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရဲဘော်တအူးနဲ့စကားပြောပါတယ်ဆိုတော့အဲ့ဒီရဲဘော်သူဘာဂျင်ပွင့်လာလဲဆိုတော့သူပြောတဲ့စကားကျွန်တော်တို့ရန်ကုန်သားတွေဟာကျွန်တော်တို့ AR တွေဟာတော်လန်ရေးပြီးမှအိမ်ပြန်ရမယ် ကျွန်တော်နားထောင်ရှင်နေမှာဘလူးဖြစ်သွားမှန်းမသိဘူးပလေးပြီးမှအိမ်ပြန်ရမယ်ဆိုတာကိုကျွန်တော်တို့ရန်ကုန်သားတွေကောင်းကောင်းသိတယ်တိတ်မှန်တဲ့စကားကိရင်နေမြင်မလွတ်လပ်သေးဘူးကချင်နေမြင်မလွတ်လပ်သေးဘူးချင်းပြည်နေမလွတ်လပ်သေးဘူးရှမ်းပြည်နေမလွတ်မြောက်သေးဘူး ဒါပေမဲ့မိမိတို့ရဲ့မွေးဖွားတဲ့နေရာမှာမိမိတို့တော်လှန်ခွင့်ပုံကံခွင့်အပွင့်လေးဆုံးပြောမယ်ဆိုရင်တော့တဘုံဖြစ်ခွင့်ရတာဝမ်းသာဂုံယူဖို့အရင်ကောင်းပါတယ်ကိုမြေကိုရေမှာတော်လှန်တိုက်ပွဲဆင်နွှဲနေရတာကိုဗျာကရင်တွေအတွက်လည်းဝမ်းသာဖို့ကောင်းပါလေကရင်တွေဟာကရင်နေမြေမှာကရင်နေမြေလွတ်မြောက်ဖို့အတွက်သူတို့တွေတိုက်ပွဲဝင်နေကြတယ် ကိုယ့်မြေကိုယ့်ရေပေါ်မှာအကြံမဖတ်စစ်ခွေးတက်ကိုအမှောက်ကျရဘလောက်တောင်ရတာရှိလိုက်လဲကျွန်တော်တို့ရန်ကုန်သားတွေကအဲ့လိုမဟုတ်ဘူးဗျရန်ကုန်ကိုတနေ့ပြန်ကြမယ်ဟိတ်ဆိုတဲ့ကျုံဝါသံတွေနဲ့အတူကျွန်တော်တို့အိမ်ပြန်တဲ့လမ်းကိုမရက်မနာရှောက်လန်းနေကြတာအေယော်ရီသားတွေလည်းထုံဒီကောင်းမယ်အေယော်ရီလွတ်မြောက်ဖို့အတွက် တရားရီလွတ်မြောက်မှတရားရီကိုပြန်ဝင်ရမှာမြို့ပြမြို့ကြီးသားတွေမန်လေးသားတွေထူထူလေးကောင်းမယ်မန်လေးနေမြေလွတ်မြောက်မှမန်လေးကိုမန်လေးသားတွေခြေချဝင်ရမှာကျွန်တော်ရဲ့ဗီကိုကြည့်နေတဲ့မန်လေးရန်ကုန်နေပြီးတော့ EOR စတဲ့နေမြမာနေတဲ့ရဲဘော်ညီကိုတို့ကျွန်တော်တို့အားလုံးဟာရှေ့ကိုချစ်တက်နေကြတာဖြစ်တယ်ကျွန်တော်တို့အိမ်ကိုကျွန်တော်တို့ပြန်ကြမှာဖြစ်တယ်ဒါကြောင့်ကရင်နေမြမာကရင်တိုင်းရင်းသားညီကိုမောင်နှမတွေကိုမြင်ကိုရီမှာအကြမ်းဖက်ဆစ်ခွေးကိုမီးဖုတ်မောင်းထုတ် အနံ့ယူရတာအရန်ကိုချုပ်မင်းနေရတာရှိတယ်လို့ကျွန်တော်ဆိုတာပါကျွန်တော်တို့လည်းကျွန်တော်တို့မြေကျွန်တော်တို့ရေကျွန်တော်တို့မြို့ပေါ်မှာရှိတယ်ကျွန်မဖက်စစ်ခွေးတက်ကိုမီးဖုတ်အမှုတ်ကျိတ်အဲ့ဒီအရတာကိုခံစားခြင်းနေကြပါပြီအရန်ကို စာလောင်မွတ်သိပ်နေပြီဒါကြောင့်ကျွန်တော်ဗီဒီယိုတင်ပြတဲ့အချိန်တိုင်းမှာကျွန်တော်ရင်ပြီးပါတယ်ရန်ကုန်မှာရှိတဲ့ကျောင်းဖက်စစ် ခွေးတက်နဲ့ပတ်သက်သူမှန်မြတကောင်တမီးမှမလွတ်စေရ ကျွန်တော်ရန်ကုန်သားတွေအာမခံတယ်။ဒါကတော့ရန်ကုန် intro ပါ။ကြောက်ပြီးဝေးနောက်ဆုံးပိုင်းမှာဒါကရင်နေပြည်တော်အတွင်းမှာရှိနေတဲ့ကျွန်တော်ရန်ကုန်သားတွေမန္တလေးသားတွေပဲခူးသားတွေအေရော်ရီသားတွေဘလောက်တိအလုံးလုံးနေတယ်ဘာကြောင့်နေရောညောစူးစားနေတာလဲဘာဘလောက်တိမြင်မြန်ဆန်းဆန်းအရှိကိုရောက်နေတာဘာကြောင့်လဲဆိုတဲ့အကြောင်းကိုကျွန်တော်အနှစ်ချုပ်လေးတင်ပြပေးမှာပါခင်ဗျ ပမာဦးစွာဂျီဝန်သားလေးကိုကျွန်တော်နဲ့ကျွန်တော်မိသားစုတွေအတူတူသွားစားကြည့်ရအောင်ဗျာလှုပ်ချလိုက်ပြန်ပြီးအကိုခြေတို့တိတ်တော့ကြည့်လို့တော့မကောင်းဘူးကိုပဲရက်ကွက်ကလူကြီးရဲ့အမြင်မှပြောတာပါ ခွေးကလေးကိုကျိုးနဲ့ဆွဲကခေါ်သွားမလားဒူးလေးထောက်လိုက်လက်ပြန်ကျိုးလေးတုပ်လိုက် အဲ့လိုဒူးထောက်လိုက်ရတဲ့လူတယောက်ရဲ့ခံစားချက်ကျွန်တော်မိဘတွေပြောင်းလဲသွားတယ်ဘလို့ကောင်မျိုးပဲဖြစ်နေပါစေဘလောက်ထိဒါငွေချေးဥစ္စာပြည့်စုံနေပါစေဘလို့မျိုးရာဒူးတွေဘလို့ဂုံပကတနာတွေဘလောက်ထိကြီးကျယ်မြင့်မြတ်ပါစေဒူးထောက်အရှုံးပေးအညံ့ခံလိုက်ရတဲ့သူတို့ရဲ့ခံစားချက်ဘလို့ပြောင်းလဲသွားလဲ ်ဒါလေးကိုကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ဗီဒီယို comment မှာရေးပေးခဲ့ပါကျွန်တော်တက်နိုင်ဆုံးအချိန်ပေးပြီးတော့အမြဲတမ်းဒါပြန်လဲ reply ပြန်တတ်ပါတယ်ဆိုတော့ဒီအပိုင်းဒီမှာကျွန်တော်မအားတာလေးကိုကျွန်တော်ကိုနားလည်ခွင့်လို့ပေးပါကျွန်တော်ပြောင်းရွှေ့လေးရှိနေလို့ပါဟုတ်ပြီဒီဝန်သားကိုစားလိုက်တာဒါပရမအုပ်ဆုံးလားမဟုတ်ပါဘူးအရကတက်တော့အေအေရဲ့စံချိန်ရှင် ကျွန်တော်တော်လန်ရေးရဲ့ရှိရှိမြသောစံချိန်တွေကိုအကုန်လုံးရယူထားတဲ့ရွှေလက်ပိုင်ရှင်လို့လည်းပြောရင်မှန်တယ်တော်လန်ရေးထူးချွန်ပြောင်ပြောင်တဲ့စီရေးမဟာဗျူဟာတွေနဲ့ရင်းပြတ်သားတဲ့ရခိုင်သူရခိုင်သားတွေအရခစိတ်ချက်ကိုပြတ်သားနိုင်ခဲ့ပြီကျွန်တော်မိပါတယ်အားလုံးဂုံယူနိုင်ခဲ့ပြီမပြတ်နိုင်ဘူးဆိုတဲ့အရာတွေကို ဖြစ်ပြဖြစ်စေနိုင်ခဲ့တဲ့အာရကတတော် AAULA ဟုတ်ပြီဂျူဝန်တာကိုချိုချိုမင်းမင်းအတူတကစားသုံးကြရအောင်ဗျာဟုတ်ပါတယ်ကြောက်ဖြူမြို့နယ်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအချမ်းဖတ်စစ်ခွေးတက်ရဲ့ဒုပူမူကြီးအစင်းရှိသူသူနဲ့အပါဝင်ချစ်တော်မယ်အမြောက်အများကိုအာရကတတော် A ကထုံးစံအတိုင်းမင်းအရှင်လက်ရဖမ်းမိလိုက်ပါတယ် ကျွန်တော်တိုင်းသားတွေသဘောကောင်းနေတော့ကျွန်တော်တို့အတိဆုံးဆိုတော့ဟိုဘက်ချက်ကကကောင်တွေကတော့ဒါချင်းအကြီးစားတွေမိနေတဲ့အခါမှာမတိုင်းသားတွေမင်းတို့တွေလက်နဲ့ချမင်းတို့တွေအញ្ញံခိုင်းလဲမင်းတို့တွေကိုတတ်မှာပဲမင်းတို့ကိုဘလို့တတ်တာဒါမျိုးတွေကိုကျွန်တော်တို့ဒါအချမ်းဖက်စစ်ခွေးတတ်မှာကျွန်တော်တို့အလင်းဝင်လာတဲ့သူတွေစီကအမြဲတမ်းကြားနေရတဲ့စကားပါ ကျွန်တော်တို့ကတိုင်းရင်းသားတွေနဲ့ဒါလက်ပွန်းတည်းနေလာခဲ့တဲ့သူတွေဖြစ်တယ်ကျွန်တော်တို့လူငယ်တွေကကျွန်တော်ဆိုရင်ဒါအရကတ်တော့ AA ရခိုင်တခုတ်တဖွဲ့ဝင်တွေနဲ့လည်းတာဝန်အတူထမ်းခဲ့ဘူးတယ်ကရင်နဲ့လည်းတာဝန်အတူထမ်းခဲ့ဘူးတယ်ဆိုတော့ဒီအခြေအနေမှာရခိုင်တွေရဲ့ဒါစိတ်ဓာတ်တွေကိုလည်းကျွန်တော်လည်းတတ်နိုင်ဆုံးသိပါတယ်ဟုတ်ပြီ ဒီအချိန်ဒီမှာလက်ရှိအာရခမြေပြင်ရဲ့သူတို့ပြောကြားချက်လေးကိုကျွန်တော်မိဘတွေကိုတင်ပြပေးရှင်တယ်အရန်ကိုအရသာရှိလို့ပါစင်ကျင်တုံတရားကိမ့်မဲ့စွာနဲ့အာရခတပ်ပေါ်ကြောက်လန့်တကြားဝရုံတုံးကထိုးစစ်ဆင်နေတဲ့အချမ်းမဲ့ဖက်စစ်ခွေးတက်ဟာမေလ30ရက်နေ့နေခင်းပိုင်းမှာကြောက်ပြူမြို့နယ်မင်းတက်တောင်ကြီးွာအနီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာအချမ်းမဲ့ဖက်စစ်ခွေးတက်ရဲ့ဒုဗိုလ်မူကြီး ကြော်လင်းကြိုင်အပါပွဲစစ်တုံးမှန်အမြောက်အများကိုအာရခတတ်တော်ကလက်ရဖမ်းမိခဲ့ပါတယ်။စင်ဂျင်တုံတရားကင်းမဲ့စွာနဲ့ကြောက်လန့်တကြားဝရုံတုံကထိုးစစ်ဆင်နေတာတဲ့။လောက်ခိုင်းသားတွေစကားပြောတာကျွန်တော်တို့တော့တစ်ခါတလေလိုက်လို့တော့မမီလောက်ဘူးဗျာ။ဟုတ်ပြီ။သူထပ်ပြောထားသေးတယ်။ အဂျမဖက်စစ်ခွေးတက်ရဲ့ထိုးစစ်ကြောင့်ကြောက်ဖြူမှာတိုက်ပွဲနေတိုင်းဖြစ်ပွားနေတယ်တိုက်ပွဲဖြစ်တိုင်းအဂျမဖက်စစ်ခွေးတက်ဟာအရှုံးနဲ့ပဲရင်ဆိုင်နေရတာပါမနီကမေလ30ရက်နေ့မော်လယ်3နာရီမှာကြောက်ဖြူမြို့နယ်မင်းတက်တောင်ကျေးရွာမြောက်ဘက်မီတာ600အကွာမှာဆက်မှုလက်မှုတင်နန်းကြောင်းအတွင်အခြေပြုထားတဲ့ဂျမဖက်စစ်ခွေးတက်အာရခတက်တော်ကိုထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖွဲ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာကြော်လင်းကြိုင်အပါဝင်အကြမ်းမတ်ဖက်စစ်ခွေးတက်ကခွေးအငစနူအမြောက်အမြောက်ကိုလက်နက်ခဲရန်တွေနဲ့သိသိရမိခဲ့တာပါတဲ့သူစကားပြောအရန်ကိုရှင်းတယ်စကားပြောတဲ့ဒီ စကားရက်လေးနှစ်ခုမှာပေါ့တော်တော်လေးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်သူတို့တိုက်တိုင်းရှုံးနေတာတဲ့ကဲငင်းမဲ့သူရှိသေးလားငင်းညင်ရင်ကျွန်တော်ဗီဒီယိုကွန်မန့်မှာဝင်ငင်းလို့ရတယ်တိုက်တိုင်းရှုံးတိုက်တိုင်းပြေးပြီးတော့တိုက်တိုင်းသေဒါနဲ့ကျွန်တော်တို့နေပြည်တော်နဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်ရန်ကုန်နဲ့ပတ်ဝန်းကျင် လက်ရှိပေါ့ဗျာအကြံဖက်စစ်ခွေးတက်ထိန်ချုပ်ထားတဲ့နေရာတွေမှာမပြောပင်ဘက်ဝယ်လို့ရလားမသိဘူးကျွန်တော်ရင်မိပါတယ်ဆိုတော့ကျွန်တော်ညီကိုမောင်နှမတွေအကျွန်တော်အဲ့ဒီသတင်းစကားလေးခြံထားခဲ့ပေးပါအောင်ဘာလို့တော့နေနေ့တိုင်းနေ့တိုင်းမှာကျွန်တော်တနိုင်ငံလုံးတိုက်တာတွေနဲ့အကြံဖက်စစ်ခွေးတက်က10နဲ့ရာနဲ့ခြီပြီးတော့တည်နေကြတာဆိုတော့ကျွန်တော်တို့မွေးငါချက်တဲ့ အဲ့ဒီမုတ်ရည်ထဲမှာငပြောပင်ဘက်ကောသူတို့ထဲရောထဲနိုင်ရဲ့လားငပြောပင်ကတော့တော်တော်လေးကိုအဲနောက်ပိုင်းပေါ့နော်ဈေးမြင့်နေဈေးမြင့်နေကွန်ပီစီထဲမှာပါသွားမယ်ထင်တယ်ဗျာဒါတော့ over u လို့ပါတော့ညာတော့ဗောဗျာအဲသူတို့ထဲ့ပေးတော့မယ်မထင်တော့ဘူးဗျာဟုတ်ပြီဘာဖြစ်ပါအကျော်ရောင်းနေဒါမိသားစုဝင်တွေအတက်ကတော်တော်လေးအဆင်ပြေလာမှာပါဗျာဟုတ်ပြီ ။ဒါကတော့စင်ဂျင်တို့ရကိမဲ့ဆိုတာအရခတတ်တော်အပေါ်ကိုအကြောက်လန့်တကြားဝရုံသုံးကားထိုးစစ်ဆင်နေတဲ့အဲ့ဒီစစ်စင်ရေးအတွင်းမှာပဲဒုတိယဘုံမူကြီးအဆင့်ရှိသူတိုင်းစစ်ဦးစီးမှုပထမဒန်းကပအမကြီး3532ဒုတိယဗိုလ်မူကြီးကျော်လင်းကျန်လက်ပြန်ကျိုးတုတ်ခံလိုက်ရတဲ့အကြောင်းဖြစ်ပါကြောင်းပါ လတ်လာရဲ့နောက်ဆုံးသောချက်မှာအခုလိုသတင်းတင်ပြခွင့်ရတာကျွန်တော်အရန်ကိုဂုဏ်ယူပါတယ်အဲကတက်တော့ AA ကစားလိုက်တဲ့ G1 သား DG1 သားကလည်းဝရုံတုံးကနဲ့စင်ရင်တရားကင်းမဲ့စွာနဲ့အဲကတက်တော့ AA ကိုလာတိုက်တာလေဗျာကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးနော်အဲက တက်ဖွဲ့ဝင်တွေပြောတဲ့စကားတိုက်တိုင်းလဲရှုံးတာပဲတဲ့ဟုတ်ကဲ့ပါအမှန်တရားပါဒါဆိုရင်တော့လက်ရှိအချိန်မှာဒါဒီအပိုင်းတွင်းမှာပေါ့နော်ကျွန်တော်တို့အရှိရက်တွေမှာအကြမ်းဖက်စစ်ခွေးတက်ရဲခေါင်းကြီးပိုင်းကိုစနိုက်ပါနဲ့တစ်ခတ်တဲ့ဖြစ်စဉ်ကျွန်တော်မိဘတွေလည်းကျွန်တော်တင်ပြခဲ့တာရှိတယ်ဆိုတော့ကြောက်ပြူတိုက်ပွဲမှာတမ7ချင်းမြန်တရင်ဌာနချုပ်ဘုံမှုချုပ်ကြော်မျိုးအောင်နဲ့အလုတ်တင် အရာရှိတဦးကိုလေအလကတက်တော့ AA ကကျွန်တော်တို့စနိုက်ပါအဖွဲ့ကနေပြီးတော့ရှင်းလင်းတုတ်တင်ပြစ်ခတ်ခဲ့ပါတယ်ဆိုတော့ဘုံမှုချုပ်ကြော်မျိုးအောင်ရဲ့အလောင်းကို လေရင်နဲ့ပို့ပြီးတော့မကြသေးခင်ရမှရက်လေစွန်းတော့တရားနာလှုပ်လို့တောင်မပြီးသေးဘူးအခုစိတ်ကောင်းပါဘူးကျွန်တော်တော်တော်စိတ်မကောင်းဘူးကျွန်တော်လည်းပြီးပါတယ် သူတို့ရဲ့ဝရုံသုံးကဖြစ်စဉ်တွေကိုဒီနေ့အရခတ်တော် AA တပွဲဝင်မြေပြင်တပွဲဝင်တွေကကျွန်တော်တို့ကျွန်တော်ရဲ့မိဘတွေကိုရှင်းရှင်းလင်းလင်းခြားပြခဲ့တာဖြစ်ပါတယ်။ကြောက်ပြူတိုက်ပွဲလေးအကြောင်းကိုထည့်သွင်းပြီးတော့ကျွန်တော်ရဲ့မိဘတွေကိုတင်ပြခြင်းပါတယ်။ဆိုတော့ကြောက်ပြူမှာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်အရခတ်တော် AA က ်ထိုးစစ်စင်နာမတွေ့ရဘဲအကြမ်းဖက်စစ်ခွေးတက်ကစတင်ထိုးစစ်စင်ညာကနေတိုက်ပွဲဖြစ်နေတာတွေ့ရပါတယ်။အေကတော့ခန်းစစ်အနေနဲ့ပဲရင်ဆိုင်တာပါ။အသေးချပြင်ဆင်ပြီးပြန်တိုက်တော့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေအကြဆုံးအလုံးကိုများပြားနေတာပေါ့ဗျာအရန်ကောင်းတဲ့အတုံးနှုံးလေးတွေကိုတွေ့ရမှာဖြစ်ပါတယ် ဒါတော့အာရခတ်တော်အေအေကထိုးစစ်စင်တာမဟုတ်ဘူးတဲ့ဗျာခံစစ်ပါတဲ့ခံစစ်တောင်းမှជីវံအစင်ရှိတယ်အကြမ်းဖက်စစ်ခွေးတက်ရဲ့ဘုံမူးကြီးအစင်ရှိတဲ့ကောင်ဘူးကျွန်တော်ပြည်သူရဲ့အရှိမဒူးထောက်ခိုင်းပြီးတော့လက်ပြန်ကြိုးတုတ်နိုင်လိုက်တဲ့ခံစစ်မဟာဖြူဟာကြီးဆိုတော့ဒီအပိုင်းတွေမှာလဲကျွန်တော်တို့ကဒါထိုးစစ်တွေတိတ်မလုပ်ပါဘူး ။ဘာလို့ဆိုတော့ကျွန်တော်တို့ဒါထုတ်ပြန်ပြညာချက်အချို့လဲကျွန်တော်မိပါတွေအဲတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီထိုးစစ်ကဘယ်ချိန်စတင်လာမှာလဲဆိုတာကိုကျွန်တော်မိပါတွေကိုကျွန်တော်ဒီနေ့တင်ပြပေးမှာပါ။ဟုတ်ပြီ။ဒီအချိန်နေမှာတော့အကြမ်းဖက်စစ်ခွေးတက်ဟာလက်ရှိအချိန်မှာကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတွေ့တာနဲ့အတန်ကြားတာနဲ့ ဖပင်းနေတဲ့အကြောင်းလေးကိုလည်းထောင်ထည့်သွင်းပြီးတော့တင်ပြပေးခြင်းနေပါတယ်အကျမဖက်စစ်ခွေးတက်ရဲ့ငစနူခွေးအတရာလောက်ဟာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကျွန်တော်တို့တော်လှန်သောတပ်ဖွဲ့ဝင်တွေအတန်ကြားတာနေတင်60လောက်ကလက်နက်ချဖို့နဲ့ထွက်ပြေးဖို့ပြင်ဆင်ထားပြီးဖြစ်တဲ့အကြောင်းကိုဒီနေ့ကျွန်တော်တက်သေးလေးနဲ့ကွာတင်ပြပေးခြင်းပါတယ်ဟုတ်ပါတယ် ဒီနေ့မှာအလင်းဝင်လာတဲ့ဒါ viewer 33ကရေပေါ်တအူးကဖွင့်ဟဝင်ခံခဲ့တာပါစစ်သားအယောက်တရာမှာ၁၀ောက်ခန့်ကပဲတက်ထဲမှာနေကျင်တာတဲ့အယောက်60လောက်ကထွက်ပြေးကျင်နေတယ်အကြမ်းဖက်စစ်ခွေးတက်ရဲ့ဒါထိန်းချုပ်မှုတွေကပြီးတော့အပြစ်ပေးစနစ်တွေပြီးတော့ကျွန်တော်တို့ဒါဖိနှိပ်မှုတွေဟာလက်ရှိသူတို့အားလုံးမခံမရနိုင်တဲ့အခြေအနေတွေနဲ့ဘာကြောင့်သူတို့တွေ တိုက်ပွဲဝင်နေရတာကိုလည်းသူတို့ကိုနိုင်မသိသလိုဘာကြောင့်သူတို့အသက်တွေပေးရမလဲဆိုတာကိုလည်းများသောအားဖြင့်ကဘယ်သူမှမသိပါဘူးလေဗျာဒါကြောင့်ကျွန်တော်ပြောတယ်အရှိရဲ့ဗီဒီယိုဒီမှာငရေမင်းနဲ့တွေ့ကြအောင်ပေါ့ဗျာမင်းဘာအလုပ်လုပ်တာလဲကျွန်တော်ကစိတ်ခွေးပါကျွန်တော်ကရဲခွေးပါကျွန်တော်ကဖြူခွေးပါဟုတ်ပြီမင်းတို့တာဝန်ကဘာလဲ ဆိုတော့သူတို့ငရဲမင်းကိုဘာပြန်ပြောရမလဲတခါလေကြရင်လေဒါအကျန်းဖက်စစ်ခွေတက်ရဲ့စစ်တင်တဲ့နေမှာဒါလေးကိုလည်းဇက်တိုက်ထားဖို့လိုတယ်ပြည်သူကိုကာဝယ်ဆောက်ရှောက်တာတော့မဟုတ်ဘူးဆိုတာကျွန်တော်တို့အားလုံးကသိတယ်ငရဲမင်းလည်းသိမှသိကြတယ်ဆိုတော့အောက်ရောက်တဲ့အချိန်စတန်းလုတ်တဲ့အချိန်ကြာရင်ငရဲမင်းမေးရင်သူတို့ကျွန်တော်တရင်နေမှာတုံးပြနေတဲ့ခွေးအငစနူဆိုတဲ့အတုံးတုံးတိုင်းပဲဒီကောင်လေးဟာအာ အတန်ထွက်လာမှာမဟုတ်ဘူးဒါဘာဖြစ်ပါလွတ်ချက်မှတ်ထားဖို့အတွက်ကျွန်တော်ကလမ်းညွှန်ပေးတာပါစေနာနဲ့ပါငရေမင်းမင်းရင်လည်းဖြစ်တတ်အောင်ပေါ့ဗျာဟုတ်ပြီဒီချိန်ဒီမှာဗပောင်းခုံလုံးလာတဲ့တသားတဲ့ရန်လင်းထွန်းနဲ့နေသူအောင်ဒီဟာစသုံးနေမြေတွင်းနေကကျွန်တော်တို့ဒါဒေါနာတက်ရင်ထံကို MP3 တနတ်နဲ့ဒီပေါ့ပြီးတော့ကျွန်တော်တို့ G အတောက်25000နဲ့အတူတူအလင်းဝင်တဲ့အချိန်မှာ လက်ရှိအကြံဖက်စစ်ခွေးတက်ရဲ့ဖြစ်ပြက်နေတဲ့အမှန်တရားတွေကိုသူတို့ကဖွင့်ရဝန်ခံခဲ့တာဖြစ်ပါတယ်ဒီနေ့အဆုံးသက်အနှစ်ချုပ်ကိုကျွန်တော်တင်ပြပေးပါတော့အရခတ်တက်တော့ AA ကဒီထက်ပုံမကြီးမာတဲ့ထိုးစစ်စင်မှုရှိနေပါတယ် KNU ကဲတမျိုးသားလုံးနဲ့ ဒီကောင်ကြီးတဖွဲ့ဝင်တွေဟာလဲပဲဒီထက်ပိုတဲ့ထိုးစစ်ဒီထက်ပိုတဲ့အကြမ်းဖက်စစ်ခွေးမှန်သမျှအမှုတ်ကြိတ်ချေမုံမဲ့စစ်စင်ရေးစတင်လာဖို့ရှိပါတယ်ဆိုတော့ဒီအချိန်တွေမှာကျွန်တော်မိပါတွေစီတတိထူးရှိပေးပါကျွန်တော်ရန်ကုန်သားတွေဟာရန်ကုန်ကိုပြန်လာနေကြပါပြီ မန္တလေးသားတွေကလည်းမန္တလေးကိုပြန်လာကြမှာပါဆိုတော့ TNLA နဲ့ KIA ရဲ့ဒါထုတ်ပြန်ကြေညာချက်နဲ့သူတို့ရဲ့အတွေ့အုံဆွေးနွေးမှုတွေအကြံဖက်စစ်ခွေးတက်ကဟိုဘက်ရကကကောင်းနေကတော့တော်တော်လေးကိုယူခါနေတော့ပြီမြောက်ပိုင်းရော တောင်ပိုင်းရော အရန်ကိုလှတဲ့ကောက်ွက်တွေအတွင်းမှာအကြံဖက်စစ်ခွေးတက်ကတော့တေချာပေါ့ အရှုံးကြီးရှုံးနေတာပါမင်းအောင်လှိုင်ကလည်းပြီးဖို့အတွက်လေရင်ကလည်းဝယ်ပြီးဝယ်ပြီးဝယ်ပြီးသွားပါပြီဘာဖြစ်ပါတဘာဘေးအန်ရေအငလင်းတင်လိုက်တဲ့အတွက်မင်းအောင်လှိုင်ကတော့လက်ဒါလေရင်တစည်းအဖက်တင်သွားတာပေါ့ဗျာဒါတော့မှထပ်ပြီးတော့ဒါကုညီထောက်ပံ့တဲ့ဒေါ်လာဘီလီယံနဲ့ချီတဲ့ပတ်စံတွေစာရင်းကိုလည်းမကြသေးခင်ကသတင်းအနေမှာလည်းကျွန်တော်တွေ့လိုက်ရပါတယ် နောက်ထပ်ထူးခြားတာလေးတစ်ခုကိုလည်းကျွန်တော်မိပါတွေကိုတင်ပြပေးခြင်းတယ်အဲ့ဒါကမင်းအွန်လိုင်းကရုရှားမှာအိမ်ဝယ်ပြီးသွားပြီနော်ကျွန်တော်မိပါတကြပြီးပြီလားကျွန်တော်အဲ့ဒီအကြောင်းကိုကျွန်တော်အချိန်ရရင်တင်းလေးတစ်ခုဒင်းတပုတ်အနေနဲ့တင်ပြပေးဖို့လည်းအစီအစဉ်ရှိပါတယ်လေရင်ကလည်းအစင်သိရုရှားမှာအိုးပိုင်အိမ်ပိုင်မှာ ဖန်တီးထားတဲ့မာအာလာနဲ့ပေါင်းပါတပတ်ကျွန်တော်နိုင်ငံအတွင်းကဒီကောင်းကြီးအသေးထွက်မလားအရှင်ထွက်မလား မသိမရှင်းထွက်ခြင်းလားဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မြေပါအဲနဲ့တက်မယ်လို့ညွှန်လင့်ပါတယ်အရကမြေပြင်မှာရှိတဲ့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအရခတက်တော်အေးအေးနဲ့အပြည့်ဝပူပေါင်းပါကျွန်တော်တို့ရန်ကုန်သူရန်ကုန်သားတွေပဲခူးသားတွေအေအော်ရီသားတွေဟာလည်းပဲကျွန်တော်တို့တောင်ပိုင်းနဲ့အတူအပြည့်ဝပူပေါင်းဝင်းရံကူညီထောက်ပံ့ဖို့လိုအပ်ပါတယ် ဒါဟာကျွန်တော်တို့ပြည်သူတရက်လုံးရဲ့အောင်ပွဲကျွန်တော်တို့ပြည်သူကစတင်ခဲ့တဲ့ຫນွေဦးတော်လန်ရေးဖြစ်ပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီတက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်လနဘေးစပေးကပေးကြောင်းနေကျွန်တော်နိုင်ငံတွင်မှရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးနဲ့ကင်းချင်းပါစီကြောင်းလင်းနေတဲ့စတောင်းချင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ